ဉာဏ်နဲ့ဆိုင်သွားတယ်တပည့်တော်ကလည်းအရှင်ပြန်မေးတဲ့အခါမှာတချို့သောမိဂုံးဟာတပည့်တော်အချိန်တစ်ခုကိုစောင့်ဆိုင်ရတဲ့အတွက်ဒီထဲမှာအကုန်ပြောလို့မဖြစ်တာရှိတယ်တပည့်တော်မပြောဘူးဟွန်းအရှင်ပြန်မေးတာတပည့်တော်မပြောဒါတော့မပြောပြရသေးဘူးတပည့်တော်ပြောပြောလို့ရတဲ့အခါတပည့်တော်စာရင်းလုပ်ခဲ့တာတကယ်တမ်းတော့တပည့်တော်ဒီပြောနိုင်မှရှိတယ်တပည့်တော်ဒီဇာလိုက်မဟုတ်ဘူးတို့တော့ဘေးကနေလေးလာနေဖြစ်တယ် ဒါကိုလည်းအရှင်မြတ်နာမည်ကိစ္စကြီးဆရာကြီးကိုတပီးရောတင်ပြပေးပါတူတော့တိလားတင်ပြမယ်တိပါတယ်ဘာပြောလဲဘာပြောလဲဆိုတော့အရှင်မြတ်မင်းရဲ့မိဘပေါ်မှာဖြေလာရဖြေလို့ရတာပဲအဲ့တော့အဲ့ဟာကလည်းဆရာကြီးရဲ့ပြောပါဒါပေမဲ့တပီးရောဒီဒီမှာဆရာကြီးရဲ့အင်တာဗျူးလို့ရတယ်ဆိုတော့လွန်လိုက်ဦးဇာကမတားဆွေးနွေးနေတာဟောဒါပေမဲ့မဟုတ်ဘူးကြွားမဆွေးနွေးတော့ဘူးပြောတယ်ဟုတ်ဘူးအဆွေးနွေးလို့ပြောတယ်ဆိုတာအရှင်မြတ်နားလဲရအောင် တပိတော်ပြောချင်တာဒါတပိတော်ဒီအဲအတက်တလောက်ကြီးပြီမယ်တပိတော်ဒီလူငယ်လိုပဲအရှင်များလိုပဲစိတ်သက်ရှိတယ်ဟုတ်တယ်အဲတင်ငန်းဝင်းနဲ့အရောက်ဝက်ပဲခွာမယ်ဒါတပိတော်ဒီလိုပြောတာပါတပိတော်ကဘုံကြီးလာချင်တာဟုတ်အဲနောက်တစ်ခါတပိတော်ဒီခုတမအတိညာကြတော့ဒီခိုင်းနဲ့ဥစဉ်မှာတိညာကြတော့မိုးနဲ့မြည်လို့ကြွားနေရတယ်အများကြီးပဲ အဲတပီတော့ပြောရမအာမနာတော့အာမနာပါနေဒါယူလေးတို့လားဟွန်းခွာလေးခွာတင်းနေလေဟွန်းတပီတော့ဟိုကားတော့ရံွက်ပဲလေတပီတော့လောကီယာမတင်းခွာနော်ရှင်မြန်းတင်းခွာပြီဟုတ်ပါဘူးပူစင်ပြူခွာတိုင်းအဲ့လိုအတိညာနဲ့ပတ်သက်လာရင်ပြန်ပါပြန်ပါဥစဉ်35နဲ့မှာပြန်ပါဗုဒ္ဓရဲ့ဓမ္မကိုမြင်ပြီးရင်နောက်ပိုင်းမှာပူစင် research လုပ်တယ်ပြန်ပါအဲ့ဒါဥစဉ်အားထုတ်နေရပဲအဲ့အဲ့ research ကတပီတော့လုပ်နေတာပါရှင်းတာအဲ့ရှင်မြန်းကိုတပီတော့က ဟိုအထက်ကနေဆရာလုပ်ဖို့အကြောင်းမဟုတ်ဘူးဒါပေမဲ့တပည့်တော်သိရဲ့ဒီလေ့လာထားတဲ့အကြောင်းညာလေးတွေဒီအရှင်မြတ်တွေ channel တစ်ခုအပိုင်းတစ်ခုမှာတော့ထိုင်ပြန်မှုနဲ့အတုံးတင်းမှုရှိနေတာပြီးတော့လုံးဝတာဝန်ရှိတယ်ဒါအောင်ပြောချင်တယ်ဒါအောင်တပည့်တော်ပြောချင်တာလုံးဝအားနာတာအကြောင်းမရှိဘူးတပည့်တော်မေးပါတပည့်တော်အဲ့ဒါမေးမယ်အဲ့ဒါနောက်တဲ့တက္ကနာတော့မတနာရင်လဲကြော်လာပြီစီတော့ဥစဉ်တော့အဲ့ဒါပေါ့အပိုင်းကြီးဖြတ်တာဟုတ်အဲ့တော့ဥစဉ်ပြောချင်တာက ဘာလဲဆိုတော့လူတွေဟာအသက်ကြီးကြရင်အတိမကြီးရရင်အများကြီးပဲတင်ပါနောက်ကြတော့ဘဝရဲ့အေးဆက်တဲ့ပေးရတဲ့အခြေအနေကြောင့်အတွေ့အကြုံလည်းမတူဘူးလေဟုတ်ပါဘူးဒါကကပြောတော့ပေါ့ဟောတမောဦးကနာလိုဘောဦးကနာလိုဘဝထဲမှာအောက်တန်းသားနေလာတဲ့များတဲ့ဒီတားဘာအဲ့လိုလူနဲ့ခုနလိုဘုရားတရားလုပ်တဲ့မတူတူတင်ပါအဲ့တော့ဦးစင်းကလည်းခုနတဲ့30နာရီမှာ ီဝိုင်းအောင်မြင်တဲ့လူတယောက်ကဒီဘက်ကိုခေါင်းဆိုင်ချလိုက်ရဟန္တာဖြစ်သွားအောင်55မှာဖြစ်တယ်ဆိုတော့ဦးစင်းကဝိပဿနာအားထုတ်နေတယ်အခုတခါကြီးနဲ့ပြောနေတာဦးစင်းအားထုတ်နေတယ်တယ်ဦးစင်းဘာလို့တတိထားမလဲဦးစင်းညံပေါ်မှာပဲတတိထားတယ်ဟိုတမာတိဆိုတဲ့တတိတဲ့ဦးစင်းကဖြစ်ပြီးပြတ်တဲ့ပုံမှာတတိထားတယ်ဆိုတော့တတိချင်းမတူကြဘူးတချို့ကြတော့အကြာကြာထိုင်မှ နာနာထိုင်မှဒီနေ့တရားလောကမှာလေအဲ့တော့တမထဆိုတော့သူတို့ပြောတဲ့တမထနဲ့ဥစဉ်တိတဲ့ဓမ္မရဲ့တမထနဲ့မတူဘူးဒါလိုညင်းနေရင်ဝိနည်းစရာဖြစ်လာနိုင်တယ်ဒါကြောင့်ဥစဉ်ကသောတာပန်တရားကအနာဂတ်နေလိုက်ပြီးရှာဖွေပြီးတော့အရမဝါရဖြစ်တာကိုတင်ပြနေတယ်နော်တင်ပါရှင်တပည့်တော်ကအဲ့ဒါကြီးနဲ့မပတ်သက်ဘူးတပည့်တော်ကစတလီလုပ်ခဲ့နန်လောကနဲ့ပတ်သက်တဲ့ ထူးခြားဒီဆိုင်နဲ့ပတ်သက်လို့ပြည့်ရှိမှုကဩအရန်ထူးခြားပြီးတော့တကယ်ကိုပဲဒါတန်ဖို့ကြီးနေပါလားဆိုတော့တပည့်တော်နားလည်တတ်ရဲ့အခါမှာဒါကိုတပည့်တော်ထင်တယ်အဲ့ဒါဒါလေးပဲဦးဇင်းဆက်ပြောမယ်ဆိုတော့ငါကကဏ္ဍတူခွဲပြီးမှပြောမလားလို့မပြောဘဲနဲ့ဒီကိစ္စကိုဆက်ပြောရင်ပထမဒီကိစ္စကိုဆက်ပြောလို့ရပါရဲ့ရှင်ဗျာအဲ့ဒါကြီးပဲမေးပါသို့တော့အဲ့ဒီအပေါ်မှာ အရှင်များခုဒီတိုင်ပေါ်ဒီတပည့်တော်တွေကဘာကြီးရောတပည့်တော်တွေရဲ့မြန်မာနိုင်ငံကြီးရောအဲတပည့်တော်တွေရဲ့မပန်းအဲခေတ္တကြီးတဲ့ပြည်တော်တွေရဲ့ပုံနော်ဒီမြို့ပါလာကာလကိစ္စမျိုးနိုင်ငံကြီးကိစ္စမျိုးဟာခုခါလာရောပြေရှုပ်ပြီးနေတဲ့ကာလဖြစ်ဖြစ်တွေ့တပည့်တော်တချို့တော့မိဘတွေကမတင်တော်ရဲ့ဟာမျိုးဆိုရင်တပည့်တော်က ဒါမျိုးတော့တော့မှဖြည့်ပြရည်ဖြင်းများလို့ပြီးတော့ရောပါတာပါတာပါဒါမျိုးလည်းဒါမျိုးတကောသာဘာဝန်ထရဘောရကွန်ယူနာစင်မတက်ပြဲဆိုတော့ခိုင်းတာပဲအရှင်ရအင်တာဗျူးလာတာတပီတော့အတွက်ခါလေတော်တော်ကြီးကောင်းတယ်လို့ဖြစ်ပြီးတော့မှဟိုဟိုပတ်ဘိုးနိုင်တဲ့အချက်လေးတပီတော့နေရာအများကြီးရပါပါရှင်ဗျာကောင်းပါပြီဘောပူစင်းကဒါလောကအောင်ဆောင်ချောက်ခြင်းပဲအဲ့တော့ဒီကကြီးကကုနာလို့ရွှေရင်ကျော်လို့ခိုင်းချိုင်လဲမဟုတ်အဲ့လိုလည်းမဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူး ိုဥသိမ့်မှန်ဆိုင်ရာဆိုင်ဝင်းမမြင်တွေ့ရှိချက်တွေဟာထူးခြားသောတန်ဖိုးကြီးသောအချက်လက်တွေဖြစ်နေတာကိုလုံရဆမားနေကြတာတိရစေတွေ့မနှောမရရှားနေဘူးတပတ်မှလွတ်မခံနိုင်တဲ့ထိမ့်သိမ့်ပြီးတော့မှတ်တမ်းလုပ်ထားတဲ့ပုံကူတယောက်ပဲရှိပါတော့ရှင်ဒါလေးကိုပါပြောချင်တာပေါ့ကျမရဘူးလားအဲ့ဒါဆက်ပြီးနော်ပြန်ပြီးတော့ဦးဇင်းတို့လိုပါဟော အချင်းတစ်ခုကမှဖြောက်ရည်ရှိအချင်းအရှင်ပြားလို့တာမှာဟောဟောအဲ့မှာတစ်ခုရှိတယ်ဟုတ်နည်းနည်းတော့ကြည့်တယ်ကောင်းလားဟုတ်လားနောက်ကနေဦးမြတ်ဟေ့ဒါမျိုးကြီးပါအခုစားတခါကြီးကဘယ်မှာထဲဘူးဒီဒီဒီမှာလိုက်ဒီဒီမှာကျွန်တော်ကြီးရတယ်တခါကြီးကိုတွင်းရအခုစားရဘယ်မှာထဲဘူးကြိုက်ချင်တာဟုတ်တပ်ပုံနိုင်တယ်ဆိုတာအတပီးတော့ရေလုပ်ငန်းလုပ်တာအခုတော့ဂုံရွာနဲ့လည်းဖိတ်ထုတ်ပြီပြီးတော့ဖိတ်ထုတ်ရှိတယ်အော်ဒီကောင်းမှလိကဲအဲ့တော့ဦးဇင်းတို့ဒါ KSC တော့ကလည်းအလုံးစုံနဲ့ဥစ္စာနာတပိုင်းပေါ်တော့အခုဒီလိုပြောလို့ရတာကတော့ကြောက်လာနဲ့ဒီပိတ်ထားတဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဆရာလူကြီးကဒါရောက်ဆွေး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 ပြီးတော့ကောင်းတယ်နီးဟုတ်ပါအဲ့ဒါအဲ့ဒါဟိုလေအခုဒီကအဆင့်တစ်ခုပြီးမနောက်ဆောင်နဲ့ရတာတော့ဒီနှခမ်းတက်လို့ရတယ်နောက်တစ်ပိုင်းဆွေးဆွေးရတယ်ဒါပေမဲ့ဦးလင်းရဲ့နေနေကတော့ဟိုဘယ်လိုပြောမလဲ ဆက်စလို့ရကောင်းပါတယ်အဲ့တော့ရိုးလေးပြောရင်တော့ဒီ PSC တက္ကသိုလ်ကြီးကဒီနေရာ၅ရတယ်ဟုတ်ပြီနော်ခုနမိတ်ဝင်ပြရတယ်ဟုတ်တယ်နော်အဲ့တော့ဒါကြီးကိုဆက်ပြီးရှင်းတမ်းမှုအတွက်ဒကာကြီးမှာအင်ကန်းကြီးရှိမှရတယ်တယ်ဟုတ်ကဲ့နော်အင်ကန်းကြီးရှိမှရအောင်ခုနကဥွေးမောင်ကြတော့သူအင်ကန်းရှိတယ်ဒါနာမည်လေးလည်းရှိနော်ตุ๋ยเอ๋ยมาเว้ยตุ๋ยเปียวเจินหลอกเปียวตุ๋ยเปียวเจินหลาเปียวโหหมอโหซะ ဦးဇင်းပြောပြီနော်ဟိုဟိုဟိုတူတကတော့ဒီဘင်းရှင်ဆရာကြီးလိုပဲချွေးကုန်ပြားချင်းမှာပဲဖွင့်ဖွင့်ဘုရတော်ပြားချင်းမှာပဲဖွင့်ဖွင့်ဒါကတိုးတွေ့တဲ့ခုနသိမ့်ပြောသိမ့်ခေါ်ချင်ပြီးဆိုင်ထားနော်အဲ့ဒါဘာလဲဆိုတော့သူရဲ့အောင်မြင်သွားပြီဒီအဲ့တော့အခုစားတော့ဒကာကြီးကူဝင်တွေ့ရသူစားတယ်စာကျင်လာကြဘုရားကိုလည်းတွေးလိုက်တယ်။ဦးဇင်းပါဆိုင်ကကာဇင်းတို့ကဒီဒီမီဒီယာရဲ့ ဥစ္စာအတွက်ဘုံဘုံနဲ့ဆွေးနွေးမယ်ဆိုဥစ္စာဒါတွေ့မယ်ပါညာပေါ့အဲ့လိုညှော်လန့်လိုက်တာအခုဒါနဲ့ပတ်သက်လို့အခုဥစ္စာပြန်ပြီးမေးနေရတဲ့အခါမှာထောင်းပြောချင်တာပြောတော့မယ်ဆိုဘုရားကိုယ်ကြီးဘယ်လိုမြင်လဲဘုရားကိုယ်နဲ့ပတ်သက်လို့ဘယ်လောက်ထိတူတာလဲတကယ်ဘုံမတည်တဲ့ဥစ္စာကြောင့်အဲတပည့်တော်ကြည့်တပည့်တော်ကြည့်လားပြောမယ်ပြော အခုအားကားမှာအရှင်ဘုရားတပည့်တော်တွေတွေ့ပြီ။အရှင်ဘုရားလည်းကိုကြောင်းကိုခုနပြောပြပါတယ်။ဒါတော့တပိုင်းအဲနားလည်ထားပြီ။နောက်ပါအရှင်ဘုရားရဲ့ဒီဗီဒီယိုတွေကတပည့်တော်တို့တော်တော်များများအားလုံးအသိကြပါတယ်။ဒီဆရာကြီးဝင်းမောင်ရဲ့အင်တာဗျူးလာတယ်တပည့်တော်တွေ့ရတယ်။နောက်မင်းတို့ဆုံးတဲ့ယူလာပြူလာအရှင်ဘုရားကိုပြသနာပြတဲ့ပိုင်းသားဆိုတယ်တပည့်တော်နည်းနည်းလေးတားတယ်။နည်းနည်းကြားလိုက်တယ်။ နောက်တစ်ခုမင်းတို့ဆိုရှိတယ်ခေါင်းမှရှိလိုက်ကောင်းဆက်ပြီးပြောရမယ်တခါဟုတ်ပါဘူးတခါမှန်းတူဘူးတူငင်းအောင်မမြင်ဘူးသေးဘူးဟုတ်မင်းတို့ဆိုအခုပါလေဟိုဟိုစံနဲ့ကိုဆရာဟိုစာရေးဆရာပါဦးစင်းစီဝိုင်းသူရောက်ခဲ့ပါမယ်သူနဲ့သူဆွေးနွေးနေကြအခိုင်ကောင်းမှမင်းတို့စံနဲ့ဦးစင်းနဲ့ဆွေးနွေးကန်းစားပါဟုတ်တယ်အဲ့ဦးစင်းကအစားထုတ်တဲ့နေမှာပါလားပါတယ်မင်းတို့ဖုန်းရှိတာမင်းတို့သားမရှိတာမရှိဘူး ရှိပါဘူး။ဟုတ်ပါဘူး။တခါလေသူများပြောရတယ်။ဘုံသူများပြောတာမဟုတ်ဘူးတခါရေးဦးစင်းဟိုဟို view နဲ့ edit လုပ်ပြီးတော့ဦးစင်းကတင်ញိုင်းငုံနေမှာဦးစင်းမှာလာပြီးတရားထိုင်တဲ့ယောဂီတွေကိုတင်ញိုင်းငုံမှာတရားထိုင်ရင်းဆိုတဲ့သဘောကိုတုတ်တန်ဒူတွေကိုရှင်းပြရတယ်။ဟိုတရားစကန်တင်ញိုင်းတရားစကန်တစ်ချိန်မှာတညနှညလေ့ကျင့်နေတယ်။သဘောတရားလေးသိသွား။အဲ့လိုလေးပုံလေးဥမှာဖြတ်ပြီးတော့မှ ပါမင်းဦးစုနဲ့ပါလေမဟုတ်တယ်လို့ဦးစုကောင်းကပတ်ဒီနဲ့ရိုက်ထားရောရှောက်စိတ်ဓာတ်အောက်တန်းကြတယ်အဲ့လိုဒီဗီယာမီဒီယာနဲ့လုပ်ရောရှောက်အဲ့တော့ဦးစုကခုံရှိတာသူရုပ်လေးလေးကိုကပို့ပြီးတော့တိတ်ခါရှိနေတယ်ဦးစင်းကသူတော်ကောင်းတောင်းမှန်မယ်ဆိုဦးစင်းကယူသားကတောင်းမှန်တာတယ်နောက်ဆုံးခုပြောရရင်တော့မထင်မှတ်ပဲနဲ့ဆရာဝန်းမောင်ဦးဇင်းဗြဟ္မမတွေ့တော့ဘူးလို့ဦးဇင်းသိတယ် 如果小乌毛哎，那个乌毛内毛，乌云吹的，哪天啊？